။မစ်စစ်များအလုံးပဲမင်္ဂလာပါရှင်။အခုဆက်လက်တင်ဆက်ပေးမယ့်ဆလံလေးကတော့စာရေးသူဖုတ်ဆိုင်လေးချစ်သားထားတဲ့ပိတ်တာတို့ရွာဆိုတဲ့ဆလံလေးပဲဖြစ်ပါတယ်။စာရေးသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။မစ်စစ်များခန်းစားနာဆင်ပေးကြပါဦးရှင်။ပိတ္တာမျိုးစား၁၂မျိုးရှိတဲ့အနက်မှာ ခွေမနိကပိတ်တာဆိုတဲ့ကုတုကံနဲ့အောက်ကုတုကံနှမျိုးရွက်ဆက်ကံကြောင့်တခါတရံကုတုအကျိုးကြောင့်နှက်စီစီမျိုးခန်းစားတတ်ရတယ်လို့တခါတရံလဲအောက်ကုတုအကျိုးကြောင့်ဒုက္ခဆူချိုးများကိုလည်းခန်းစားရတတ်တယ်လို့ကြားဖို့ခဲ့တယ်။ဒါဆိုရင်အမဖော်ပြမယ်ကိုရှင်မောင်နဲ့မခင်သွေးတို့ဆက်လံကိုဖတ်ရှုပေးရင်တော့မခင်သွေးကိုဘလို့ပိတ်တာမျိုးစားဖြစ်မိကိုခတ်မှန်းကြပါ။ထို့ဆက်ကြောင့်ကိုအစာပြုတ်ရမယ်ဆိုရင်တော့ တခါတုန်းကအထက်ညတေတာမှာကိုရွှေမောင်အောက်ပြည့်အောက်ရွာကိုရောင်းလာရင်နဲ့မှမြဝကျွန်ပေါ်သူမခင်သွေးနဲ့ចောင်းပါခဲ့ကြတယ်။ကိုရွှေမောင်ညသားမှာမိဘမဲတကောင်ကျက်ဖြစ်လို့ပဲဆွေမျိုးတမចောင်းကြဆရာမရှိလို့မခင်သွေးနဲ့ចောင်းပါပြီးတဲ့နောက်မိမရဲ့ထနဲ့အောက်ပြည့်မှာသာချေချခဲ့လေတယ်။မခင်သွေးမှာမိခင်အိုကြီးကိုလှုပ်ကြွေးပြစ်စုနေရသည်ရှိလို့သူမနဲ့ចောင်းပါခဲ့တော့အညာသားကိုရွှေမောင်လဲမခင်သွေးရဲ့မိခင်ကိုသူရဲ့မိခင်တဲ့ဖွဲအလုတ်ကြွေးပြုတ်လေတော့တယ်။ ကိုချေမမလူလုံးလူဖန်ထွားထွားကြင်ကြင်ကျော်ရဲ့အဖြစ်လည်းပဲရောက်ကြပေးတာလို့ကြည့်ပြချွပြချစ်သူတူဖြစ်လေတယ်။မခင်သွေးကလည်းဖြစ်ဖြူသွဲသွဲချာချာမမရောက်ရဲ့ရုပ်ကပန်းချင်းဖြစ်ပေတယ်။တတော်နှစ်ယောက်ကိုလူတွေကအလွန်ကိုလိုက်ဖက်တော့ဇနီးမောင်နှံဆုပ်ပြီးတော့အတိမတ်ဖြစ်ကြလေတယ်။အိမ်တော်သက်15နှစ်ခန့်ရှောက်မှာတားရဲ့ရှိ3ယောက်ထွန်းကားခဲ့တယ်။တားကြီးဆုံး7နှစ်တာခန့်ရှောက်မှာမခင်သွေးဦးရောင်ငန်းဖျားယောဂဖြစ်တယ်။ စပြီးဖျားချိတ်ပြီးဆိုတရတခါမှပုံမကြောက်ဘူးအပြင်းသာဖျားလေရနှစ်ပတ်ခန့်နာမကျန်းဖြစ်ပြီးဆရာမြတ်လက်လျှော့လိုက်ရပြီးတော့မခင်သေးလည်းပဲဆုံးပါတော့ရချလိတော့တယ်ကိုချွေမောင်လည်းကြံရိတ်ခဲ့တော့မခင်သူရဲ့မခင်အိုကြီးနဲ့တားသွန်ရောက်တို့ကိုကုံရောင်းကုံဝင်လုပ်ငန်းနဲ့ဆက်လက်ပြီးတော့ကြုံမွေးဆောက်ချောက်လာခဲ့ရမှာမခင်သူဆုံးပြီးတော့တစ်နှစ်ခွဲခန့်ကြာမှာကိုပိုင်လှေကြီးအပြင်၎င်းလှေနဲ့ကုံအပြည့်ဆွဆောင်ပြီလို့မမီးထနေညမြေသူ ုံရောင်ကုံဝဲလုံကလှထိုးသား၅ရောက်ကို၅ရဲဥဆောင်ပြီးတော့အညာကိုတစ်ခေါက်တခြင်းတစ်ခဲပြန်နေ။ရှောက်ခမအိုကြီးနဲ့မိမိရှင်သွေးသွန်ရောက်တို့တော့ကတော့ဆာရဲရိတ်ခါပြည့်စုံသုံးဆွဲဖို့ငွေကြီးအလုံးလောက်ပေးပြီးအင်းနီရှင်တို့ဖြစ်မှတ်ကြအနိုင်ခဲ့လိတော့တယ်။တရုတ်လိကြီးဖြစ်အချင်းတစ်ပတ်ခန့်နာတိနေရနာစံနဲ့ခါဆံပြီးတော့တခဲကြပြီးနောက်ပြည်မျိုးချွေပုံသားမုနိဖျာနီကိုရောက်လျာတခုတော့ကန်စမှာခက်တိုက်ရက်နာကြတယ်။ ကိုချွေမောင်ခွင့်ပြုပေးထားလို့လက်ထိုးသား၅ရောက်ကိုမော့ကိုလက်ကျတခွင့်ရတယ်။နှညာအိတ်ခန်းရှင်းနာပင်လက်ပြန်ဆမ်းမဲ့ညကိုမရောက်မီကိုချွေမောင်သူ့ရဲ့လက်ကိုတတစိတ်လက်ပတ်စစ်စီလျာလက်ပဲစီမှာလက်ထိုးသား၂ရောက်ကြိတ်ကြိတ်ကြိတ်နဲ့တစုံတရာကိုတီတိုတီတိုလုံးနေချောင်းကိုတွေ့ရလျာသူလည်းပဲထိုးနှစ်ယောက်ကိုတတစိတ်လက်လက်ပြန်ရတယ်။ဒီကိစ္စမင်းနဲ့ငါနဲ့နှစ်ယောက်ထဲပဲတည်တယ်။ဘသူ့ကိုမှသိမပေးနဲ့။အညာစိတ်ကိုရောက်တော့မှ ကုန်းပေါ်တက်ပြီးတော့အဆက်အသွယ်ကောင်းချပြီးတော့ထုတ်ခွဲကြမယ်။ကြားရတော့စကားတန်တတဲ့ကြောင့်ကိုရွှေမောင်မထို့သူနှုတ်ဦးချင်းမပစ္စည်းတစ်ခုကိုအလျောက်ဖြစ်ဖြောကြမှာအာယူဆိုင်ကြည့်မိလေတော့တယ်။အလိုဖယားဖယားခွေးမတာနှကောင်မကြံကောင်းမစီရတဲ့ကြံစီနေကြပါလား။မှန်ပေတယ်ထိုလူနှစ်ယောက်ချင်းမှာညံတော်မြင့်ကိုလမခန့်ရှိသော ။ဖះရွှေစင်တူးတော်သုံးစုကိုတွေ့လိုက်ရတော့ကြောင့်ပဲ။ကတကရဲ့ကြနေသော အမောင်အောင်မှာချွေရံပပိတ်တောက်ပြီးတော့ရှီလျာအမြင်အဖြစ်တော့တစုလျင်ချွေရှင်တပိတ်တာခန်းရှိမယ်လို့သူခတ်မှန်းမိတယ်။တရားတိုင်းကြည့်နေလို့ဘာဖြစ်မှလဲလို့သူယူဆတယ်။ဟဲ့ကောင်တွေမင်းတို့မကြံစီအတ္တတွေကိုမကြံစီကြပါနဲ့ကွာ။ဒီဖះရွှေမင်းတို့ဘယ်ကရလာလဲ။ကျူလာတဲ့နေရာမှာအခုလှင်မထွက်ခင်လေးမှာချက်ချင်းပြတ်ပုတ်ပေးကြစမ်းဟင် ချုပ်တရက်ထွက်လာတဲ့ကိုချွေမောင်ကြောင့်လက်သားနှစ်ယောက်ပထမတော့အံ့ဩသွားတယ်ဒါပေမဲ့ဒါကြုတ်တော့ကိစ္စခမရနဲ့ဘာမှမဆိုင်ဘူးမဝင်ချုံနဲ့မင်းတို့ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးလားဖခင်နဲ့ပတ်သက်တဲ့ပစ္စည်းမလောက်ကောင်းပါဘူးငါကကောက်မမှုန်ပြောနေတော့အသာတကြီးပြန်ထားလိုက်ပါပြောမရဆိုမရပြစ်လိုက်ရင်တော့သက်ဆိုင်ရာတရားဥပဒေလမ်းကြောင်းပေါ်ကိုရောက်အောင်ငါလွတ်ရလိမ့်မယ်အချိန်နေမှာတင်းမှသွားတယ်လောဘတနေသောလှစ်ထိုးသားနှစ်ယောက် ကိုချင်မောင်စကားကိုနားမထောင်ဘူးကိုချင်မောင်စတင်တပုတ်တိုက်ခိုက်လာတယ်ထို့နှစ်ယောက်မှာကိုချင်မောင်ရဲ့ဗလာနဲ့တံမြန်တပုတ်မှုကိုတူပနိုင်စွမ်းမရှိလို့နှစ်ယောက်တယောက်ဖြစ်စေခါမှုချုံနေတယ်ထို့စဉ်မှာစွစွညဉ့်ညံတံမြောက်ကြတော့ကြံလှထိုးသားသုံးထို့နှစ်ယောက်ရှောက်လာလေရာညကိုတို့ဒီလှည့်တကြီးကိုဝိုင်းဝန်းတိုက်ခိုက်ပေးကြပါလုံးနိုင်မယ်ဆိုရင်တော့ဟော်ဒီရွှေစင်ခြေသားဖရာရုပ်ထုတွေကိုထုတ်ခွလို့ရတဲ့ထက်ကမင်းတို့ကိုဝတ်စုပေးမယ်လဲကြနေတော့လှထိုးသားတယောက်ကရှောက်လာတဲ့ လှထိုးသား၃ယောက်ကိုလှမ်းပြီးတော့လောပစောတိုက်လျာထိုလှထိုးသားတို့လည်းကိုချွေမောင်ကိုဖွားဝင်ဖမ်းချုပ်ပြီးတော့ထိုးကျိတ်ကြတယ်ဒီတခါတော့အများနဲ့တယောက်ကိုချွေမောင်မနိုင်နိုင်တော့ဘူးဖူးရောက်လာတဲ့အထိထိုးကျိတ်ခံရပြီးတဲ့နောက်ပိုင်းသတိလိမ့်မညော်ခဲ့တယ်သတိမလိခင်မှာနောက်ဆုံးကြားရတာတော့อืมကုနေဒီနေရာမှာဒင်းကို ကျွတ်တုတ်ပြီးခြေထဲချခဲ့ရင်ခြေချောင်းကတိမ်တော့တနည်းနည်းနဲ့တော့လွတ်သွားနိုင်တယ်ဒါဆိုရင်လဲ ကိစ္စတုံလှုပ်ဖြစ်ပြီးတော့ချက်ထားခဲ့ပေါ့ကွာ။အိုးဒီလိုလဲမဖြစ်သေးပါဘူး။ဒီနေရာမြို့နဲ့နေတော့အမှုခင်ကနားလိုက်လာမယ်။ပြိတ္တာတွေရန်ကလည်းရှိသေးတယ်။ဒါဆိုရင်တို့ဖတ်ဆက်လုပ်ကြမလဲ။ခုနေတော့သူ့ကိုဖမ်းချောခေါ်သွားပြီးတော့တော်တဲ့တောင်တွေနဲ့နေတယ်။မြပြင့်ကြကြရေချောင်းနဲ့နဲ့200ခွေချောင်းမှတခါတည်းကိစ္စတုံကြမယ်။อืมဒါလဲခက်ကောင်းကောင်းပဲ။ ဒီလိုနဲ့ကိုချွေမောင်ကို၆နောင်ဖန်ဆင်းထားပြီးလှေသား၅ယောက်တို့အယောက်ဒီကိုဆန်ခဲ့ကြလေတော့တယ်ကိုချွေမောင်လည်းယောက်ျားတို့ဆွဲတေကမချော့မဲ့ကြံနဲ့ကျုပ်ဖြစ်တောင်းနောင်ခံထားရတော့လဲတနည်းနည်းဖြစ်တော့လွတ်အောင်ကြံမဲ့လို့ကြံစီနေမိတယ်တတော်လှေကြီးမှာညကြောင်ကိုဆန်တက်လာခဲ့တဲ့ခါမှာနှစ်နိုင်ခန့်ကြာမှရှစ်တည့်လက်ကြီးမိုးကြီးကြားလာလေတော့တယ်ထွာရှင်ကိုချွေမောင်ရဲ့အထောက်မှုကြောင့် တောက်ထားရတဲ့ကျုံးများလည်းပဲပြလူပြက်ခင်ဖြစ်လာပြီမုံနှက်လေးမှတစားတစားပြင်းထန်လာပြီးတော့မြင့်မင်းအရာခါလည်းထောသားမဟုတ်ထောဟုံထနေတယ်ကိုရွှေမောင်လည်းအတုံးနောက်မှလွမြောက်သွားပြီးဖြစ်လို့ပြင်းထန်နေသောလိုင်းလေးစုံကိုကယူမထားဘူးငမိုက်သားတို့အဲ့ရများကိုသွားပြီးတော့စနုတော်များကိုခြောက်ပွေတယ်ငမိုက်သားလှေသားတို့မှလှိုင်းနဲ့မိုးလေးကိုအန်တုပြီးတော့တခြားဘာကမှကယူမဆိုင်နိုင်ဘူးကိုရွှေမောင်လည်းသွားထားတဲ့စနုတော်များကိုခြောက်တွေ့သွားတယ်သူစင်မှာပဲ ြင်းထန်သောလှိုင်းကြမ်းကြီးများလှေကိုမနာတမ်းရိုက်ဆောက်တယ်။အချိန်အနည်းမဟန်တော့မှန်သေးတော့ခြေစင်းလူသုံးစုကိုဆောင်ဖြစ်ပတ်ချီပြီးပခုံးထက်မှာချင်းနဲ့အောင်လုပ်ပြီးတော့ဗဆလုံးတင်းဒီကိုစဉ်စားနေခိုင်းမှာပဲ။ကြီးမာသောလှိုင်းလုံးကြီးတလုံးရဲ့ရဲ့ချက်ကြောင့်လှေကြီးမှာပြန်ခဏကွက်သွားပြီးလှေပမာပါလာသူများအလုံးလွှင့်စင်ကြကုန်တော့တယ်။တရိတ်ကောင်သောကိုရှင်မောင်ကတော့ခြေထဲကိုရောက်ပြီးဆိုရင်သူယူသူတန်း၆မကူပဲနဲ့အလိုက်တင်းကိုကိုဖောက်ပြီးတော့ချင်းနဲ့ကိုတုံးတက်တယ်။ ဝင်ကျင်းဟာမှောင်မဲနေပြီးတော့မြစ်ပြင်တစ်ခုလုံးလှမ်းတွေကတော်ဟုံပြောင်းစနေတယ်။မိုးကလည်းနှင်းငယ်ဆဲသွားပြီ။အမောင်ထဲမှာအဆိုက်ကြည့်ပြီးတော့မမီရတွဲမိတွဲစရာတစ်ခုခုကိုချားတယ်။ကန်ကောင်းစွာနဲ့လှမ်းပုံမှာမိမိချက်ကိုရောက်လာတဲ့တက်တာပြချက်ကြီးကိုရလိုက်တယ်။ကြံသူများအလုံးနဲ့သူ့ရဲ့လက်ကြီးကိုမတွေ့ရတော့ဘူး။အနှစ်နဲ့လတ်လတ်စုဆောင်ချဖွေခဲ့ရတဲ့လက်ကြီးနဲ့ကုံမြအလုံးဆုံချုံတော့ရပြီလို့သိနေဝမ်းနေချင်းဖြစ်ရတော့လေ။လက်ရှိချိန်ထိသူတက်ချင်နေသေးပါလားလို့တွေးပြီးတော့မသိမချင်း စူးစမ်းခွင့်ရှိတာပဲလို့ပြန်လည်အားတင်းတယ်။စိတ်ထဲကဖះချင်းကိုယေစုပြီးမိမိဥကောင်းထတ်သူကြောက်ရွံ့ဆန့်ပေတော်မူနေပါရင်ပြင်လိုက်ပြီးတော့ဖះတရားတန်ခါစတနာသုံးပါးကိုနှလုံးသွေးပြီးတော့အခြားသမျှပေးတော်များကိုရွတ်ပတ်တဲ့ဆင်းနေလိုက်တော့တယ်။ဝင်းကျင်တစ်ခုလုံးအမောင်တီဖုံလျက်ဖယ်နေရဖယ်ကန်းမမစားတက်တည်နေတူတူမျက်လုံးကိုသာမှိတ်ပြီးတော့ဖတ်တွယ်မိတော့တက်တာချက်ကိုမလွတ်စတမ်းမြဲမြံစွာကန်တွေပြီးကိုကိုအလိုက်သိမ်းဖောက်ပြီးတော့ဖះရတရားကိုသာမပြတ်အယုံဖြုတ်ပြီးတော့ မျောချရမျောစီတော့ဆွပြီးတော့လွှတ်ထားလိုက်တယ်။ဒါပေမဲ့ထူးဆန်းနာဒီလိုဖြစ်သွားပြီးတဲ့ခဏမှာမိုးလက်ဆဲလှိုင်းလေလဲပဲညင်သက်သွားချေတယ်။မကြမီကောင်းကင်ရဲ့ဖြော်တော်တော်အလင်းရောက်ပြေးမြက်ပြင့်ကိုတဖြည်းဖြည်းမြင်လာရလေတယ်။သူ့လေကြီးကတော့စုံစားမျိုးစားပေမတွေ့ရတော့ဘူး။ရှေ့ပြင်ထက်မှာဘောလုံးမျိုးနဲ့သောကွန်ပစ္စည်းပိစားတွေကိုတွေ့ရတယ်။သူ့လေသားတွေကတော့အရေးရောက်မြတ်ပေမတွေ့ရတော့ဘူး။စိတ်ထဲမှာတွင်းမိသေးတယ်။မပြစ်မတင်သောဖျားပစ္စည်းကို ြစ်မာမိကြလို့အခုကဲ့သို့ဒုက္ခတွေ့ရရှင်ပြီလားလို့ပဲပခုံးထမဖះဆနုတော်သုံးစုကိုတော့သတိထားမိပြန်တော့ဒီပစ္စည်းတွေကိုမူလနဲ့ကိုပြန်ရအောင် အမြန်ဆုံးပြန်ပို့မှဖြစ်မယ်လို့တွေးမိပြီးတော့အခုဖြစ်သွားတဲ့ဖြစ်ပျက်အတွက်စိတ်တွေများတဖြန်းဖြန်းထားမိတယ်အမြင်အာယုံစူးစိုက်ကြည့်တဲ့အခါမှာမြပြင့်ကျဲရဲ့အနာတမ်းမှုံပြပြခောက်ဝေးမှာကန်ဆောက်မြင်တွေ့ရတယ်ဖတ်တွေ့ထားတဲ့တက်တာချက်ကြီးမှာလှေရဲ့ပက်ချောင်းခေါင်ပေါက်ဖြစ်နေတီကိုသိရပြီးတော့ ထိုတက်တာဖုံပြကြီးကိုအပြုတ်ရင်မဲ့တွက်ဖျင်နဲ့ကံပတ်ကိုခမမှန်ကူးလာခဲ့တယ်။အတော်ကြကြနားရှိတခါကုရှိတလဲဖြစ်ကူးခဲ့ပြီးကန်ဆာကုန်းမြစ်ကိုခြေကံမိချိန်မှာမိုးလင်းခဏပြီးဖြစ်လို့အလင်းဖျော့ဖျော့ပင်အစပြိုနေပြီ။တညလုံးမြစ်ထဲမှာအချင်းကုန်ခဲ့လို့ရှည်ရဲ့အေးတန်းလှောက်ချာရုံကန်ကူးခတ်ခဲ့ရတဲ့ပမာမှုတွေကြောင့်ကုန်းမြေကန်စက်ပေါ်မှာပပန်တက်နိုင်တာနဲ့စိတ်ကိုချော့ချလျာကိုရှင်မမတွညွန့်ကိုလျက်မှောက်ကြသွားလေတော့တယ် လောက်ထိကြကြမှောက်ရက်တာမင့်မြော်သွားလည်းမသိပါဘူးလူသံတွေနားထဲမှာတက်တက်လေးကြတော့မှသတိရလာတယ်ခေါင်းထောင်ထပြီးတော့မျက်လုံးကိုအာယုဖွင့်ကြည့်မိတဲ့အခါမှာမိမတယောက်ရဲ့မျက်နှာကိုမှုံမှုံမှုံမှတွေ့ရတယ်တဖြည်းဖြည်းအကြည့်တက်ရလာတဲ့အခါမှာတော့ဟင်နင်နင်ကမြင်တွေ့ရတဲ့မျက်နှာကြောင့်အလွန်ကိုအော့အော်စွာနဲ့အတင်းလူလက်ထမိနေတော့တယ်။အိုးကိုရွှေမောင်ပါလား။ ်အော့ဩစရာကောင်းလို့တဲ့တက်ဆိုင်မှုတစ်ခုပါလားရှင်ဘလို့ဖြစ်တာလဲပြောစမ်းပါဦးကိုရှင်မမြင်တွေ့ရတဲ့တန်ချင်မပြောတဲ့အတိုင်းပဲအမှန်တကယ်အော့ဩစရာကောင်းမိတယ်သူမဟာလွန်ခဲ့တဲ့တနှစ်ခွဲခန့်ကိုလွန်သွားပြီဖြစ်တော့သူ့ရဲ့စနေမခင်သေးဖြစ်နေတော့ကြောက်ပဲမခင်သေးနေနေဖယားဖယားငါရှင်နေပြီတော့မြတ်သိခဲ့ပြီလားငါကောငါသင်မမသိသေးတာလားအော်အော်တလုံးမိရင်နဲ့မှတလုံးရင်နဲ့ရယူမိတယ် ပြမပြတက်အောင်လဲကြောက်ကြီးကြောက်လန့်သွားမိတယ်။သူရဲ့ထရေးပြပြမှုရာကိုကြည့်ပြီးတော့သူ့ရဲ့စနေမှာဂယုနာတက်စာနဲ့ပဲ။ချစ်မသေးသေးပါဘူးကုချွေမောင်ရဲ့။ဒါပေမဲ့အံ့ဩစရာကောင်းတာချင်းချင်းလက်လက်နဲ့ကျမနေတဲ့ပိတ်တောက်ရာကိုရောက်လာတာပါလား။ကျမအရင်ကလိုချစ်ရဲ့စနေမခင်သေးလည်းမဟုတ်တော့ပါဘူး။ပိတ်တာမှခင်သွေးပါ။ဒါနဲ့ချင်းကဘလို့ဖြစ်လာတာလဲပြပြစမ်းပါအောင်ရှင်။ထွက်အခါကုချွေမောင်အနေငယ်ကြောက်ပြသွားပြီးတော့ သူဖြစ်ခဲ့တာတွေအလုံးကိုတတုံရင်ရင်နဲ့ချင်းချုံပြီးတော့ပြောပြတယ်။ပြီးတော့သူ့ပခုံထမ်းမှာယခုထက်ထိလွှတ်ချိတ်ထားလျက်ရှိနေသေးသောဆောင်ပြက်ပတ်ထားတဲ့ခြေစင်တူသုံးစုကိုလည်းပြလေတယ်။အလိုဖရဖရချင်းဆက်ကောင်ရှိလို့သာပဲ။ဒါတွေဟာနောင်ပွင့်မဲ့အရိမြတရားဖရသဒ္ဒနာတော်ယေရှုလူတန်ထားတဲ့ခြေစင်တူတော်တွေပဲ။မပြစ်မှားကောင်းတာတွေကိုလောဘတက်ပြီးတော့ပြစ်မှားကြလို့ချင်းရဲ့လှေသားတွေအားလုံးအသေးစွန်းနဲ့သိခဲ့ကြရတာပဲ။ ဒါရယ်ပြောက်သွားမှန်းသိတာနဲ့တချုပ်ပပူကြီးကချက်ချင်းချပြီးတော့ဖြစ်ပေတာနဲ့တူပါရဲ့ချင်းအားတော့ဒီစနုတော့တွေကိုမူလနဲ့ရပြန်ထားဖို့ဆက်ယူစုထားတာကိုပပူကြီးရဲ့မနှောမြင့်မှာတွေ့လို့အသက်မသိစေပဲနဲ့ဒီကိုရအောင်ပုတ်လိုက်တာထင်ပါရဲ့ရှင်မသိမပြောက်တာပဲတော်လှပါပြီရှင်အဲဒါနဲ့ချင်းကိုတခုတော့မှားထားကြအောင်မယ်အခုချင်းရောက်လာတာပိုက်တရွာနော်ဒီမှာရှိတဲ့သူတွေအားလုံးကျမကစတယောက်မှလူမဟုတ်ကြဘူးအကုန်လုံးပိုက်တရွေကြီးပဲပြီးတော့ကျမအရှင်ကလူမျိုးချစ်မရမဟုတ်တော့ဘူး ဒီရွာကပိတ်တာကြီးကရဲ့မရဖြစ်နေပြီဒီတော့အခုထရေမှားထားမယ်အရှင်ကချင်းနဲ့ချမဘလို့ပဲပတ်သက်ပါတယ်ညာလို့ပဲပတ်သက်ပါတယ်စွတာတွေကိုဘသူကမှမဟာမိပါစင်နဲ့မခင်သွေးရှင်းပြတဲ့စကားတို့ကြောင့်ကိုရှင်မမပါစားဟောင်းတာဖြစ်ရတယ်မခင်သွေးကရှင်းပြပြီးမှလာကြပါအောင်ဟေးဒီမှာလူတယောက်လှည့်ပြက်ပြီးတော့ရောက်လာလို့ဝမ်းကူလိုက်ကြပါအောင်ဒီလိုအော်ခေါ်လိုက်တော့ယောက်ျားကြီးနှစ်ယောက်နဲ့မိန်းမတစ်ယောက်ရောက်လာတယ် မခင်သေးပြပြထားလို့တိလူတွေပိတ်တာဆိုတာကိုသိထားပေမဲ့ညင်နေရတာတော့တကယ်လူတွေတိုင်းပဲကုရွှေမောင်တစ်ဆင့်အံ့ဩရပြန်တယ်။ဒါနဲ့သူတို့အားလုံးကကုရွှေမောင်ကိုသူတို့ရဲ့ကြည်ခဲစီကိုခေါ်သွားကြတယ်။အကြည်ခဲစုသူချိတ်ကိုရောက်ပြန်တော့လဲပိတ်တာလို့သာဆိုရတယ်။မျက်လုံးမျက်ခုံကောင်းကောင်းတကယ်ကိုမိန်မောင်ရှိတော်လူကြီးတူဖြစ်တွေ့ရတယ်။အကြည်ခဲရသူ့လူတွေကိုမိဆက်ပြီးတော့ပြတော့လေတန်းခတ်တထန်နဲ့ဘလို့ဖြစ်လာကြတာလဲ။ ခင်သွေးမှာလှစ်ပြက်ပြီးတော့မျောလာရမှာခြေဆက်မှာတွေ့ပြီးတော့ကက်တင်လာကြောင်းစန္ဒာကတော့သူ့ကိုယ်သာမေ့ပါလို့တင်ပြတော့ကြိတ်ခဲ့ရလဲသူ့ပေါက်လှဲ့ပြီးကဲဘလို့ဖြစ်ပြီးတော့လှစ်ပြက်မျောလာရတာလဲဆက်ပြောစမ်းပါအောင်ကိုရွှေမောင်လဲမမီးရွာမှာကုန်တင်ပြီးတော့လှစ်ဆထွက်တည်မှာနောက်ဆုံးလေမိုးတွေမိပြီးလှစ်ပြက်တဲ့အထိမျောတဲ့အထိအဖြစ်ဆုံကိုပြော့ပြပြီးတော့ပခုံးထက်မှာဆောင်းနေထုတ်ထားတဲ့စင်တို့တော်အုံးစုကိုပြတယ်အကြီးကလေးတေချာဆက်စိတ်ကြည့်ပြီးတော့ မင်းကိုယ်တိုင်ကလူချင်းစိတ်နဲ့မရအရာရှင်လာတာတော့မဟုတ်ပါဘူးနော်ကျွန်တော်မလဲဝင့်ပါဘူးဗျာတကယ်ကိုမူလနေရကိုပြန်ပို့ချင်တဲ့စိတ်နဲ့တိမ်မဲ့ဖြစ်တဲ့ကြာကသက်ဆုပ်ပြီးတော့ယူလာခဲ့တာပါတရားဖြစ်ကြောင်းအနှစ်နဲ့လလကျွန်တော်ချဖွေစုံထားခဲ့တာတွေအလုံးဆုံချုံခဲ့ရပါပြီမှန်တာပြောရရင်အဲ့ဒီဆုံချုံခဲ့တာတွေထမကပြန်ရပါစေလို့ကျင်တွယ်ပြည့်ဝင်ပါတယ်အကြီးကဲမှာသူ့လက်ထက်ကစနုတော်များကိုတန်းယူပြီးတော့ ေးလေငါတို့ထက်ကတက်ချုပ်ကြီးကိုစောက်တယ်မင်းမြန်ကြည့်ရအောင်ပါပေါ့မင်းပြောတာတွေမှန်မှန်မှန်သူ့ကိုညာလို့မရဘူးသူ့ရဲ့မနောစိတ်မှာအကုန်သိနေလိမ့်မယ်မင်းပြောတယ်လို့ဒီဖျားထပ်ပနာပစ္စည်းတွေကိုမူလနေရကိုပြန်ပိုးချင်တယ်ဆိုတဲ့မင်းရဲ့စိတ်ရင်စိတ်ခံမှန်နေရင်လည်းပဲသူကသိနေမှာပဲဒါဆိုရင်တော့မင်းတတ်တတ်မှာအမှန်ပဲကဲမင်းလဲရေတဲမိုးတဲ့မှာတညလုံးဒုက္ခခံကြရလို့ပင်ပန်းလှပြီးချစ်စုပ်ဝတ်တွေကိုလက်လက်ပြီးတော့အနားယူပြီးတော့ကဲဟဲဒီလူကို နေစရာတနေရာစီစဉ်ပစ်လိုက်ကြအောင်ဟဲ့ဖိုးပေခေါ်သွားစမ်းအကြီးကရဲ့အမိတ်ပေတန်ဆုံမှာဖိုးပေဆိုသောပိုက်တာတယောက်ကကိုရှင်မန်ကို နေစရာတိတ်ငယ်တစ်ခုစီကိုခေါ်ယူပြီးတော့ပို့ဆောင်ပေးခဲ့တယ်ဖိုးပေဆိုတဲ့လူမှာအတော်တန်အသားမဲမဲညနေပေါင်းဆူဆူဘလောက်ကောင်းတော့လဲပူကောကွားခင်တူတူမှုကကုန်းနဲ့ဖြစ်နေတယ်တိုင်လေထဲလျှောက်ပြီးတော့ဖိုးပေထုတ်ပေးသောဝတ်စာများကိုလက်လက်ဝတ်ဆင်ပြီးတော့ လူပင်ပန်းစစ်ပင်မကတမအလုံးကိုတိုးချပြီးတော့သူအိတ်ဖြစ်တယ်။ထိုနေ့ညအဲ့ရမှာနိုးလာတော့ဝမ်းထဲမှာတကြုံကြုံနဲ့ဆက်လောင်းနေလို့စားစရာတောင်းဖို့တစုံတယောက်ကိုမျှော်နေစင်ပါပဲ။မခင်သွေးနဲ့တခြားမိမတယောက်သူရှိရကိုရောက်လာတယ်။ချင်းစာနေမန်းတီလို့အကြီးကဲကိုပြောပြီးစားဖို့ရှုလာတယ်။ဒီမှာတော့တတလို့တိရွတ်တွေပဲစားကြတာ။ပြောပြီးတော့ပိန်နေသည်မှန်ကပြောသည်များကိုလာချပေးတယ်။ဘာပဲဖြစ်ဖြစ်ဝမ်းကလက်တောင်းဆုပ်နေပြီးဟာရမြတ်ဖို့ပဲရည်ကြီးတယ်။ ထွာခါတင်းမြောက်ကိုအပတရားစားသုံးတယ်။နောက်နေ့မနေ့အိယာမှာထပြီးမှမနေ့ကတင်းမြောက်ကိုပုတ်ပေးခဲ့တဲ့ပုကောက်ကွာခင်တူတူဖုတ်ပေးကကြီးကဲခေါခိုင်းနေဆိုပြီးတော့လာခေါ်တော့ထားလိုက်သွားခဲ့တယ်။အကြီးကဲနဲ့တွေ့တော့မင်းရဲ့စိတ်စစ်တနာကိုလေးစားတယ်။မတို့တိုက်ကြုံဘိုးတော်နဲ့လည်းဆက်သွယ်မြင်းမြန်ပြီးပြီးဘိုးတော်ပြောပြလို့အလုံးသိရပြီးဒီတော့မင်းတိမှာဆက်နေပြီးအနာယူချင်းတည်တဲ့ဆိုရင်လည်းနေလို့ရတယ်။ ပြန်ချင်တဲ့ဆိုရင်လည်းဘိုးတော်စီကမိတဆုံတရာကိုရိုက်ပြီးတာနဲ့ပြန်ပို့ပေးမယ်။ပါမြအမိချအောင်ပါလေဗျာ။တွေ့ပြီးတော့စိတ်ပူစရာဖြစ်အောင်ထနေ့ပြန်မင်း။စိတ်ပူမနေပါနဲ့ကွာငါတို့ကဒီတသနာပိုင်းပစ္စည်းတွေကိုပြန်ရဖို့အတွက်မင်းမှချမ်းသာတမယာရင်းနှီးတွေစွန့်ခဲ့ရတဲ့အကြောင်းကိုတော့ဘိုးတော်ကိုချင်းပြလိုက်တော့ဒါတွေအလုံးကို သူသိပါတယ်။မင်းအတွက်မင်းနဲ့ဆက်ရအောင်ဆုလက်တွေကို ူပြန်ပေးပါမယ်ဆိုလို့အဲ့ဒီအတွက်အမိတ်ကိုပြန်ဆောက်ရအောင်ပါလေကွာလောလောဆယ်အားနဲ့လို့ပြင်းနေရင်လေမင်းမပြင်းအောင်ဒုက္ခဆင်ဆင်ပေးရတာပေါ့ဆိုပြီးတော့ဖိုးပေကိုအနာကိုခုတ်ပြီးတော့တစုံတရာတီတိုးပြောတယ်ပြီးတာနဲ့ဖိုးပေကသူ့ကိုသူ့နေတော့တက်ကိုပြန်ခေါ်သွားပြီးတော့တဲပြရမြုပ်ကောက်ကိုလက်ညှိုးညှို့ပြီးတော့ချင်းလင်းခိုင်းတယ်သူ့ချင်းနေစမှာပဲဖိုးပေကပြန်ထွက်သွားပြန်တယ်ချင်းလင်းပြီးချိန်ခန့်ဖိုးပေနဲ့တူပိုက်တလူနှစ်ယောက်ပလာတယ်ကဲ ခမရမပြင်းရအောင်ကျွတ်တို့သုံးကောင်ထဲကတကောင်ရွေးပြီးတော့ခမရရွေးတဲ့သူနဲ့နှပန်းလုံးကြမယ်။ဗျာမပြနဲ့ဒါကျွတ်တို့ကြည်ကရဲ့အမိတ်ပဲကျွတ်တို့ရောခမရရလုံးဆန်းလို့မကြဘူးကဲစကြမယ်။ကိုချွေမောင်လဲဆက်တွေ့ကြတဲ့ရဖိုးပေကိုဆက်ချင်ပေါင်နေလို့ခမရနဲ့လုံးမယ်ဗျာ။ဆိုပြီးတော့ဖိုးပေနဲ့နှပန်းလုံးနဲ့ဖလားရှင်ရှင်၎င်းရက်မောင်နဲ့ချင်းရင်မိမိကအသာစေးရနေလို့အလွယ်တကူနိုင်မယ်လို့ထင်မိတော့လဲ။ ဖုတ်ပေးရလဲခေသူမဟုတ်ဘူးတက်လုံးတပောက်တော်လေးကောင်းလေးရမနေယူချင်းပြန်ရတယ်။တချိန်မှာဖုတ်ပေးကိုမြေရင်းကိုလှက်ချပြီးတော့မှောက်ရထားပြီးလက်နှစ်ဖက်ကိုနောက်ပြန်အပိုင်ချုံနိုင်ကြလို့ဖုတ်ပေးချုံပေးရတယ်ထိုစင်မှာပဲမခင်တင်တဲ့မိမတယောက်ရောက်လာတယ်။တော်ကြပါတော့ချင်းအင်ကားလူကြီးကလည်းခက်ကြံကြောင်းဖုတ်ပေးကလည်းယူတူတူနဲ့ထိခိုက်နှချင်းကုန်ကြပါမယ်။အခုပဲတက်လျှောက်ဖို့တော့စီကအမေချလာလို့ချင်းကိုအင်ကားလူကြီးခေါ်ခိုင်းလိုက်ပါတယ်။ မခင်သွေးရဲ့ဟန်ပန်မှာကျင်းတို့ဝမ်းမြောက်နေဟန်ရှိတော့လေ။သူမပြောပြောနေတော့အင်္ဂါလူကြီးဆိုတဲ့တုံလုံးပုံကြောင့်ကိုချင်မောင်ရင်ထဲမှာနှိမ့်ခဏဖြစ်သွားမိတယ်။ပြီးတော့မှအော်ကိုချိန်မှာသူနဲ့ငါဘဝချင်းလဲချာပြီးတော့သူကငါမကြလဲဟောမမဟုတ်တော့ပဲရလေ။လက်ရှိဘဝမှာသူကဟိုလူကြီးရဲ့မကြဖြစ်နေပြီပဲ။သူ့ယောက်ျားကိုအင်္ဂါလူကြီးလို့ခေါ်တာငါကဝန်းနေနေပုံမလို့ပါဘူးလေ။ဒီလိုဖြစ်သိပ်တွေ့မိပြီးတော့သူမနောက်လိုက်ခဲ့တယ်။ ြည်ခဲချင်းမောက်ရောက်တော့ဖဲနဲ့လဲဟေးမင်းလဲအကားလူပါလားနှစ်ပန်းဝိစာဖုတ်ပွဲကိုနိုင်အောင်လုံးနိုင်တဲ့မင်းရဲ့ချင်းကိုတော့ကြိုက်တယ်ဟေးဖြစ်နိုင်တော့ကျုပ်ကခမရနဲ့တောင်မှလုံးရှင်သေးတယ်အခုတော့ရှိစေတော့ဒါနဲ့ခမရတို့တတ်ချုပ်ကြီးစီကဘလို့မိထူရလဲမင်းကတော့ကွာတကယ်လူပဲဟေးအေးတတ်ချုပ်ဖို့တော့ကမင်းကိုဟော်ဒီဆုလက်တွေချပြီးတော့ဌာနေကိုပြန်လို့ဖို့အမိတ်ချလိုက်တယ်ကွာ ဆိုပြီးတော့သူ့ရဲ့ရှိတ်ကိုအထုပ်တထုပ်နဲ့ကြည်တပူတပူကိုချပြတယ်။ဟဲ့မိမအထုပ်ကိုဖြစ်ပြလိုက်စမ်းအကြီးကရမခင်သေးကိုခိုင်းစေတယ်။မခင်သေးကထုပ်ကိုဖြစ်ပြတဲ့အခါမှာဝင်းလန်းနေသောချွေစင်ချွေသားချွေရင်ကားပြဆဲပြောက်တွေ့ရတယ်။ကိုရှင်မောင်မျက်နှာလည်းပဲချွေရင်ကားများသို့ဝင်းလန်းတောက်ပသွားတယ်။အဲ့ဒီဟာတွေကသာထုတ်ခွဲမဲ့ဆိုရင်မင်းရဲ့လှေကြီးနဲ့ရှင်နေထားရတဲ့ကွန်ပျူတာစီတွေတန်ဖိုးများမကမင်းပြန်ရမယ်ကွာ။ ကြီးတောက်ထက်ကတော့ငွေသားကြွေတွေမင်းပြောလို့မင်းမှာသား၃ရောက်၈တောက်သိရတယ်အဲ့ဒါတွေကိုမင်းသား၃ရောက်ကိုချင်းပြုတ်ပင်နဲ့အောင်တိုးအနေနဲ့ထပ်ပြီးတော့ချင်းမြင့်ပေးဖို့ငါမိမအကြံပေးတာနဲ့ထပ်ပြီးတော့ထိုက်ပေးလိုက်တာပဲကိုရှင်မအော့အော်စွာနဲ့မခင်သူကိုလှမ်းကြည့်မိတယ်မခင်သူရတော့မသိဟဆောင်ပြီးတော့သူ့ကိုနည်းနည်းမျက်နှာကပြတယ်ကိုရှင်မဟာမပြတ်ထိမ့်သိမ့်နေရတယ်စိတ်ထဲမှာတော့တခါတော့ကတဆက်ခဲ့တဲ့မိမဖြစ်သူရဲ့တမြင်စာတယောစင်းကိုသူမြင်တွေ့ရပြီး နောက်တစ်ခုမှကျင်တာဒါတွေကိုယူသွားပြီးတော့မင်းအိတ်ကိုပြန်ရောက်လို့မင်းသားတွေရှင်ပြူတော့မယ်ဆိုတာနဲ့မပြုတ်ခင်သုံးရလုံမနဲ့ဆော်ဆော်ထားပြီးတော့မင်းအိမ်ကောင်းရင်ဘက်ကနေမင်းပြူတော့မယ်ကုသိုလ်ကောင်းမှုတွေငါကအစထား၍ငါတို့ပိတ်တရွာသူရွာသားအလုံးကိုအမြတမ်းထဲ့ဝဲပေးပါကွယ်မင်းပေတဲ့အမြတမ်းကိုနိုင်ယူပြီးတော့ငါတို့လည်းတာတုခော့ပြီးတွတ်တန်းဝင်ချင်လို့ပါအဲ့ဒါတော့သုံးရသုံးချိန်မင်းဆက်ဆက်လှုပ်ပြောင်လှုပ်ပေးပါကွယ်အလှူပြီးလို့ခြေဆက်ချတဲ့အခါမှာ ဆရာဖုန်းကြီးကိုပြပြပြီးတော့ငါတို့ရွာအတွက်ပါအမြတ်တန်းဝဖြောင်းဝပေးပါနော်အခုငါမှတာတွေအလုံးမပြတ်မကွာဆက်ဆက်လှုပ်ဖြောင်းလှုပ်ပေးပါငါလူရဲ့အကြီးကဲဖြစ်သူရဲ့စကားကြောင့်၎င်းစနီဟာမခင်သူရဲ့စေတနာတန်ရောစင်ကိုမြင်တွေ့လိုက်ရလို့၎င်းကိုရှင်မောင်ခမရမြေရစာတွေပင်ဝှက်ဝဲလာမိတယ်စိတ်ချပါခမရအကြီးကဲအမှရှိတဲ့အတိုင်းမှတ်တာပြီးတော့တသိမတင်လှုပ်ဆောင်ပေးပါမယ်ဆိုတာကိုကြောက်ဝလေးနဲ့စာကတိပေးပါတယ် ကိုရှင်မောင်ပြောပြီးတော့ဥတိုက်မယ်လုံမဟေးဟေးအဲ့ဒီလိုမလုံနဲ့မလုံပါနဲ့မင်းအဲ့ဒီလိုမျိုးလုံလို့ရှင်ငါတို့မှအတော်လေးခံရခလိမ့်မယ်ကွာတကယ်တော့ငါတို့တွေဟာမင်းလောက်မှမမြင့်မြတ်တဲ့လောကသားတွေပါတို့ကိုဥမတိုက်ပါနဲ့ရိုးရိုးပဲနှုတ်ဆက်ပါကဲဖုတ်ပေးရေအချိန်မလေးခင်သူ့ကိုလည်းပို့ပေးလိုက်အောင်ကိုရှင်မောင်လည်းအကြီးကဲကိုထပ်နှုတ်ဆက်ပြီးတော့မခင်သေးဘက်ကိုတစ်ဆင့်များဝေးကြည့်တယ်သူမလည်းမျက်နှာလွှဲထားတယ်ကဲကိုလူ မမချုပ်ခင်ကိုလူနေရာကိုပြန်ရောက်ဖို့အခုထွက်ကတော်တော်ထမဖြစ်မယ်။ကိုချွေမောင်လည်းအကြီးကဲပြလိုက်တဲ့ဆုလက်များကိုထုတ်ပေါ်ပြီးပြီးတော့ဖုတ်ပဲ့နောင်လိုက်ခဲ့တယ်။သူတို့နှစ်ယောက်ဆ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 က်ချက်လာခဲ့ကြစမှာပဲ။အနောက်ကနေပြီးတော့လေတန်းတက်တက်ကြားလို့လက်ချင်းပြီးတော့သူ့ရဲ့နာမလှမ်းမကန်ခြုံခွေမနေပြီးတော့မခင်သွေးထွက်လာတယ်။လက်ထဲမှာလည်းပဲငပြောခိုင်တခိုင်ပါလာတယ်။မခင်သွေးဟုတ်တယ်။တော့မှစားရှိလို့စားစရာတွေလက်ပြအောင်မှာဘောဆိုပြီးတော့ထွက်ခဲ့တာ။ ကိုချွေမဖို့ပေဘက်ကိုလှည့်ကြည့်ပြီးတော့ဖာမဆရာရှိလို့လည်းမခင်သေးရဲ့ဖို့ပေလှည့်ကြည့်မှဆုံးလို့လားစိတ်ချအဲ့ဒီကောင်ကချစ်ကိုသွားပြီးဆိုရင်ဘယ်တော့မှနောက်ကိုပြန်လှည့်မကြည့်ဘူးတောက်ကိုမှချင်တာဟိုကိုပြန်ရောက်လို့ရှင့်အမေကိုလည်းတေချာကယူဆိုင်ဖို့တားလေးတွေကိုချင်းပြူးလို့လုပ်လို့ရှင့်လည်းပဲအကြီးကဲမှတလို့အမြတ်တန်းဝေရင်ကျုပ်ကိုဒီကထားပြီးတော့မျက်ဝေပေးစေချင်တယ်ကျုပ်ကျုပ်လေးဒီဘွားကအမြန်ဆုံးကျွလွတ်ချင်လာပါပြီတော့ မခင်သွေးပြောရင်ငိုတမ်းပင်ပါလာရှိပြီဆိတ်ချပါခင်သွေးရဲ့အဲ့ဒီလူကြမ်းမရင်မဟုတ်ပါဘူးဘာအလှပဲလလို့ငါနဲ့အတွက်အမျှတန်းအမြဲတမ်းပေးဝေးပါတယ်ဟာကဲကဲသွားတော့သွားတော့ဖုတ်ပေနောက်ကိုမှီအောင်တော်တော်ကလေးချက်သွားလိုက်ပြီတော့အဲ့ဒါလဲမှရင်တော့ကိုလဲနှုတ်ဆက်ရှင်လို့အကြောင်းချပြီးတော့လိုက်လာခဲ့တာပါနှုတ်ဆက်လိုက်ပါတယ်ကိုရင်ချွေမောင်ရဲ့သူမျက်ရည်စားကိုမြင်တော့မိမိကိုယ်တိုင်ပင်မျက်ရည်မစင်နိုင်ဖြစ်ရတယ် ငုံမျက်လုံးအပြုံးမျက်နှာနဲ့ပဲတခါစနီးသက်ကိုနောက်ဆုံးနှုတ်ဆက်ပြီးတော့ကဲသွားတော့မယ်မခင်သွေးဆစ်ချလက်ချနေပါနေမှာတာတွေကိုကိုရှင်မောင်တေချာခယူဆိုင်လောက်ပါမယ်ဟာတခါကစနီးသက်ကိုညည့်ဆက်များပြင်နောက်ဆုံးနှုတ်ဆက်ပြီးတဲ့နောက်မှာဖုတ်ပေနာကိုခတ်တုံးမိလိုက်ခဲ့တယ်ဟဲလူငါ့ကိုလဲစောက်ပါအောင်ကွမိလူမိခင်ဖုတ်ပေကိုလှမ်းပြတော့မှဒင်္ဂါလှဲ့ကြည့်ပြီး ိုရှင်မောင်လက်ထံမှာငပြောခိုင်လှမ်းယူပြီးတော့ကုထမ်းပေးတယ်။ပြီးတော့ဒီမိုက်ကိုလိုခမရနဲ့နှစ်ပန်းချတာကြောက်ချုံးချင်လို့ချုံးတဲ့မထင်နဲ့ကြောက်တော့ပိတ်တာမျိုးဆိုတာတကယ်တော့ခမရတို့လိုလူသားတွေနဲ့အသာချင်းထိတွေ့လို့ကောင်းတာမဟုတ်ဘူးခမရတို့သားနဲ့ခဏလေးထိုင်နေတဲ့ကြောက်တို့ကရန်ကုန်ပူလောင်တာအကြီးကဲစကားကိုမလို့ဆန်နိုင်လို့သာခမရကိုရန်ဆန်ရတာကြောက်ဖို့ကတော့အစားသာလှဘူးဗျနောက်ထပ်တော့နှစ်ယောက်သားစကားမဆိုဖြစ်တော့ဘူး ကိုရှင်မောင်ကသူ့ရဲ့တွင်မြတ်နဲ့တူတူ၆လနဲ့တလို့ဖုတ်ပေကလည်းပဲချူတီတီမှုန်တတနဲ့၆လနဲ့လေတော့တယ်။တော်လန်ကလေးတစ်ချောင်းတနေကုန်သွားခဲ့ကြပြီ။ညနေဆောင်နိုင်ရင်ပြန်လေးချက်ခတ်မှာတော့ဆက်ကလေးမှထွက်တွင်။ကိုင်ကိုလူအခုကစပြီးတော့ခမရဟာခမရဘာသာပဲဆက်ပြီးတော့တွားရတော့မယ်။ကျုပ်ပြောတာကိုတေချာနားထောင်တော့။ကျုံနောက်ချက်နေခဲ့တော့မယ်။ခမရမျက်လုံးကိုမှိတ်ပြီးတော့ချစ်တဲ့တဲ့ကိုမှန်ပြီးတော့ချီလန်ကိုလှမ်းလှမ်းသွားလိုက်။ မျက်လုံးဖွင့်ပြီးတော့နောက်ကိုပြက်လက်ရှင်မျိုးလုံးဝမလုံးမိပါစေနဲ့ကဲနှုတ်ဆက်ပါတယ်ဗျာကျုပ်ပြောတဲ့အတိုင်းသာသွားပြီတော့ခြေလံကိုလံပြိရင်တော့ခမရသဘောလှုပ်ချင်ရတာလှုပ်ပြီတော့ဖိုးပေပြောတဲ့အတိုင်းကိုရှင်မမျက်စိမှိတ်ပြီးတော့ခြေလံကိုလံလှမ်းပြီးတော့ချက်ကိုလှမ်းနေခြေလံကိုလံပြလို့မျက်စိကိုဖွင့်ကြည့်တဲ့အခါမှာကိုရှင်မအံ့ဩတော့ရတယ်ကိုရှင်မအံ့ဩရခြင်းမှာအခုသူရောက်နေသောပုံဝင်ခြင်းမှာစောစောကသူနဲ့ဖိုးပေတို့၆ခဲ့ကြတဲ့ တော်လာမဟုတ်တော့ဘူး။တင်ညာတခု ဖြစ်နေပြီ။ဖိုးပင်နဲ့တော့ကတော့ပြတ်ချင်မလားပြတ်သွားခဲ့လေပြီ။တေချာကြည့်လိုက်တော့သူတို့ရနဲ့တခြားရတွေရတို့ကြားမှရှိတော့တင်ညာတခု ဖြစ်နေတည်ကိုသူတွေ့လိုက်ရလေတော့တယ်။နာဆင်ပေးခဲ့ကြတဲ့မြစ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ ပိတ်တာတို့ရွာဆိုတဲ့ဆလန်လီကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမယ့်ဆလန်တင်လေးတွေကိုလည်းမစ်ဆွေများဆလတ်ဆောင်မြောင်းအားပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေရှင်။